န္တလေးမြို့စက်ကြနယ်စဉ်ရက်ကွက်ထဲကအထက်ခတုံးချောင်းအတွင်းမှာအထမစစ်မှုရန်အတွက်မဲနိုင်ဖို့ရက်ကွက်တွင်ရှိဗလီများကိုစစ်တပ်ကဖိအားပေးပြီးဗလီပိုင်အတန်ချက်ဆက်များနဲ့ကြီးညာဖို့အတင်းအထမစေခိုင်းခဲ့ကြောင်းသိရပါတယ်။ယခုလဟာအစ္စလမ်ဘာသာဝင်တို့ရဲ့လာဒူးလမြေဥပုပ်ကာလဖြစ်ပါတယ်။ရက်ကွက်တွင်ရှိစစ်တပ်လက်ဝေကံများကယခုလကုန်ဧပြီလဆန်းမှာကြာရောက်မဲ့8နှစ်နောက်ပိုင်းမှာအစ္စလမ်ဘာသာဝင်များကိုပိတ်မှတ်ထားပြီး အတင်းအဓမ္မစစ်မှုထမ်းခိုင်းမှုဆောင်ရွက်နေကြကြောင်းဝိုက်စော်မန္တလေးက AAMIG ကိုပြောပါတယ်။ဒါအပြင်အဓမ္မစစ်မှုထမ်းဖို့လူမပေးတဲ့အိမ်များဟာဗလီဝင်းအတွင်းတည်ရှိပါကသာသနာပိုင်ဖြစ်တင်စေခြင်းဝန်ပြင်မှာတည်ရှိနေပါကလည်းချိတ်ပိတ်ခြင်းတို့ကိုလှုပ်ဆောင်ဖို့စစ်တပ်လက်ဝေကံများက စီစဉ်နေပြီးဗလီများကိုလည်းဖိအားပေးနေကြောင်းသိရပါတယ်။မန္တလေးမြို့နယ်ပြည်သူတွေအနေနဲ့အဓမ္မစစ်မှုထမ်းမဲနိုင်ရမှာ မဲပေါက်ပြီးစစ်မှုထမ်းပါမာကိုစိုးရိမ်နေပေမဲ့စစ်တပ်ရဲ့ lobby channel တွေကတော့ဒီကနေ့မတ်လ23ရက်နေ့မှာအတမစစ်မှုထမ်းအပတ်စဉ်စနစ်အတွက်မန္တလေးမြို့ရှိရက်ကွက်အသီးသီးမှာပျော်ရွှင်တက်ကြစွာမဲနိုင်နေကြတယ်လို့ဝါဒဖြန့်ဖော်ပြနေတာကို တွေ့ရပါတယ်။မန္တလေးမြို့မှာအတမစစ်မှုထမ်းအတွက်ဖိအားပေးပြီးမိသားစုဝင်တွေကိုမဲနိုင်ခိုင်းတာအတမစစ်မှုထမ်းအတွက်လူစားထိုးဖို့ငွေကြေးတန်းရနဲ့ချီတောင်းခံငွေညစ်တာတွေကို စစ်တပ်လက်ဝေခံပြူစောတိများနဲ့ပြည်သူစစ်တွေကလှုပ်ဆောင်နေပါတယ်။